ဘော့စနီးယားနိုင်ငံရဲ့စားပလူမျိုးအများစုနေထိုင်တဲ့ကိုပိုင်အုပ်ချုပ်ခွင့်ရာရီပူဘလီကာစာဗစကာဒေသမှာပြုလုပ်ခဲ့တဲ့သမ္မတရွေးကောက်ပွဲမှာခွဲထွက်ရေးကိုယ်စားလှယ်လောင်းဖြစ်သူစီနီစာကာရန်အနိုင်ရရှိသွားခဲ့တယ်လို့ရိုက်တာကဖော်ပြခဲ့ပါတယ်။ကာရန်ဟာအရင်သမ္မတဖြစ်တဲ့ဘော့စနီးယားစပ်ကောင်ဆောင်မီလိုရက်ဒိုတေးရဲ့အမအမိတ်ဖြစ်ပါတယ်။နိုဝင်ဘာ23ရက်မှာရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်တဲ့ကန်တဲ့ဦးမဲရလက်တွေဟာကာရန်ဟာမဲဆုစုပေါင်းရဲ့90တသမ89ရာခိုင်နှုန်းကိုအနိုင်ရရှိခဲ့ကြောင်းရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဂျိုဗန်ကာလာဘာကပြောကြားခဲ့ပါတယ်။ကာရန်ဟာလွတ်လပ်တဲ့ဆိုရှယ်ဒီမိုကရက်မဟာမိတ် SNSD ပါတီကဖြစ်ပြီးအရင်ကရီပူဘလီကဆပ်စကာဒေတာရဲ့ပြည်ထောင်ဝင်ကြီးပြည်တော်ဝင်ထမ်းဆောင်ခဲ့သလိုအရင်တမရာဒိုတေရဲ့ညာလယုံတူဖြစ်ယူဆခံထားပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း30ခန့်ကဘော့စနီးယားစစ်ပွဲကိုအဆုံးသတ်စေခဲ့တဲ့ဒေတန်အဂရီမန့်အမည်ရှိရင်းရဲစာချုပ်ကိုတည်မြဲစေဖို့တာဝန်ယူထားရတဲ့နိုင်ငံတကာတန်တမန်တူဖြစ်တဲ့ခရစ်စတီယန်ရှမေးရဲ့ဆုံးဖြတ်ချက်တွေကိုဒိုတေကမထီမဲ့မြင်ပြုလုပ်ခဲ့ပါတယ်။ဒါအပြင်ဒိုတေဟာဆပ်တမရာ ရနိုင်ငံစရီပက်ဘလစ်လို့အဓိပ္ပာယ်ရတယ်ရီပူဘလီကာဆပ်စကာဒေတာကိုဘော့စနီးယားနိုင်ငံကနေအလုံးစုံခွဲထွက်မယ်လို့ထပ်တလဲချင်းကြောက်ခဲ့ပါတယ်ဒီချင်းကြောက်မှုတွေကြောင့်လူပေါင်းသက်သိန်းခန့်တည်ဆုံပြီးလူပေါင်းတန်းချီအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့တယ်1992ခုနှစ်ကနေ1995ခုနှစ်ထိစစ်ပွဲဖြစ်ပွားခဲ့တယ်ဘော့စနီးယားနိုင်ငံမှာစိုးရိမ်မှုတွေကိုနောက်တစ်ချိန်ပေါ်ပေါက်စေခဲ့ပါတယ်ဒိုတဲဟာအနောက်နိုင်ငံတွေရဲ့ထောက်ခံမှုနဲ့1998ခုနှစ်မှာအာဏာရလာခဲ့ပြီမယ်နောက်ပိုင်းမှာသူဟာဆောက်မျိုးသားရေးသဘောထားတွေကိုပွပွင့်လင်းလင်းထုတ်ပေါ်ပြသခဲ့ ခဲ့ကရုရှားကိုလိုလားတဲ့သဘောထားကိုလည်းပြသခဲ့ပါတယ်။ Dayton Agreement သဘောတူညီချက်အရဘော့စနီးယားနိုင်ငံကို Federal အုပ်ချုပ်ခွင့်ရဒေသနှစ်ခုခွဲထားကြောင်းဒီဒေသနှစ်ခုနဲ့တစ်ခုကတော့ဘော့စနီးယားနဲ့ဟာဇီဂိုဗီနာပြည်ထောင်စု FBI ဖြစ်ပြီးနောက်တစ်ခုကတော့ Republica Serbs က IS ဖြစ်ပါတယ်။ဒါအပြင်ဒီဒေသနှစ်ခုအာနာခွဲဝေအုပ်ချုပ်တဲ့ဒေသတစ်ခုကိုလည်း Bridge ကို District လို့အမည်ပေးထားပါတယ်။